ထိုင်းနိုင်ငံကန်ချနာဘူရီပြည်နယ်ထောင်ပါဘုံမြို့နယ်အတွင်းမှာဘန်ကောက်မြို့နယ်မလေးရှားနိုင်ငံကိုသွားရောက်မဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသား52ဦးဖမ်းဆီးခံခဲ့ရပါတယ်။ဇွန်လ23ရက်နေ့မနက်3:40မိနစ်ခန့်မှာထိုင်းနိုင်ငံသားတအုပ်မောင်းနှင်လာတဲ့အလုံမိတ်မော်တော်ယာဉ်တစ်စီးကိုထိုင်းရနာပိုင်တွေကရှာဖွေရမှာဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံခဲ့ရသူတွေဟာရန်ကုန်မော်လမြိုင်ပဲခူးနှင့်ကချင်ပြည်ကလာရောက်ကြသူတွေဖြစ်ပြီးဖျားသုံးစုမျိုးကနေထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေထဲက33ဦးဟာဘန်ကောက်မြို့ကိုသွားရောက်ဖို့ဖြစ်ပြီးတချို့ကတော့မလေးရှားနိုင်ငံကိုသွားရောက်ဖို့ဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံအတွင်းမှာ Sea Stop Sea Campaign ကိုချမှတ်ပြီးတရားမဝင်ဝင်ရောက်လာသူတွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံသားတွေနေထိုင်မှုများပြားတဲ့တက်ခရိုင်မဲဆောင်မြို့မှာထိုင်းအာဏာပိုင်တွေကနေအိမ်တွေထိထိဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာကြောင့်အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေအနေနဲ့သတိထားနေကြဖို့မဲဆောင်မြို့ကမြန်မာအသိုင်းအဝန်းကတိုက်တွန်းထားပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။